စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ6ရက်နေ့ရက်နေ့စတေးရက်နေ့တော်တွင်မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်ရည်မှန်းချက်အောင်မြင်ခြင်းနဲ့ဘဝတည်လန်းကံပွင့်နဲ့အနေထားချုပ်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလွတ်ခဲ့ခြင်းတို့ရဲ့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတွေကိုရနိုင်တာပြောင်းရွှေ့ပြောင်းလဲတွေဖြစ်နိုင်တဲ့ဆက်ဆံရေးဝင်ကျင်တွေမှာလည်းအပြောင်းလဲသစ်တွေပေါ်လာမယ်ပေါ်လာတဲ့စိတ်ကူးသစ်တွေကို၈ရက်နေ့မှာလက်တွေ့ကောင်းတဲ့ပေါ်ပါ 9ရက်နေ့မှာရပိုင်ခွင့်နေလက်ဝယ်ပြန်လဲတောင်းဆိုရယူနိုင်တယ်10ရက်နေ့မှာအလုတ်ကိစ္စတွေအတွက်ပြောဆိုမှမများအောင်မြင်မယ်17ရက်နေ့မှာရှင်ပြန်မှုတွေအောင်မြင်မယ်ဘဝတိုးတက်မယ်12ရက်နေ့မှာရန်တက်ခံနေရှင်ပြီးလောက်ရမယ်13ရက်နေ့ထူးထူးခြားခြားကံကောင်းခြင်းအလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုဖန်တီးနိုင်တယ်14ရက်နေ့အိနေရလာချက်တဲ့နေ့ဖြစ်တဲ့သွာလာနေ့တိုင်းထူးပြုပြီးကျူးဆက်ရမယ်ဒီကာလအတော်အတွင်းမှာ တနင်္လာနေ့ကနေ့ဗုဒ္ဓနဲ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေစနေမွေးသူများကြောင့်စိတ်နောက်ဆက်လေးတွေရှိတတ်တယ်တစ်ခုကိုကနံကျိုးပေးတယ်အဝါလင်းမောရွှေရောင်တို့ကိုသုံးပြီးတော့လူရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်ဒီကာလအတွင်းထူးပြုတ်နှုတ်နိုင်တဲ့အကြောင်းအရာအစီရင်လေးရတော့7ရက်နေ့ March အဲ့ဒီကတပေါင်းလပြည့်နေ့တပေါင်းလပြည့်နေ့ညအချိန်မှာလရောင်အောင်မှာကြောက်ပြင်တစ်ချက်ထားပြီးတော့အဲ့ကြောက်ပြင်ပေါ်မှာ နှမ်းစီရဲ့စပကြီးသေးကြဲတင်ပြီးသန်လိုက်နဲ့သွေးရလာတဲ့အနှစ်ကလေးကဒါပီရတ်တ်ကိုထူးထူးခြားခြားကောင်းစေတဲ့အနှစ်သာရဖြစ်လာတယ်။ကိုကောင်းမှလိမ့်ပြီးတော့သွားလိုက်ရင်လေလူချစ်လူခင်ပေါ့ပစ္စည်းတွေရောင်းဝယ်ကြလေသည့်အစီလေးတို့လိုက်အဲ့ပစ္စည်းရောင်းဝယ်ထွက်တယ်။လက်တွေဆန်းသက်နိုင်တဲ့ရှေးရိုးရာနှစ်သာရတစ်ခုဖြစ်ပါတယ်။ယေရှုတင်ပါတယ်။တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်မတ်လ6ရက်နေ့နဲ့14ရက်နေ့အတွင်းကာလဟာမိမိရဲ့စွမ်းသက်တည်တွေမြင့်မားနေတဲ့ရလကောင်းတွေကိုဖန်တီးနိုင်တယ်အလုံးစုံသောအခက်အခဲတွေကိုကြောင်းနာနိုင်တယ်စန္ဒရည်မှန်းခြင်းတွေရည်ရွယ်ချက်တွေကိုရှေ့တိုးလွတ်ကဲ့ပြီးတော့တထက်တဲကြောင့်ဖန်တီးနိုင်တဲ့အခွင့်ကောင်းတွေကိုလည်းရရှိမယ် ်ဝင်ဝင်စည်းဝါးတိုးတက်မယ်ခက်ခဲတဲ့ကိစ္စတွေကို ဖြေရှင်းနိုင်လိမ့်မယ်ကိုယ့်ကိုကူညီတဲ့သူတွေပေါ်လာလိမ့်မယ်အခက်ခဲတွေကိုဒီချိန်မှာထိတဲ့ရင်ဆိုင်လိုက်တာဟာကိုယ့်အတွက်အပြေရှားမှုရလကောင်းကိုဖြစ်ထွန်းစေတဲ့ဆောင်ရွက်မှုပါပဲရှင်းရနေမှာတော့ထူးထူးခြားခြားကောင်းတဲ့ကံနဲ့အကျိုးပေးတဲ့ကံတွေပေါ်ပေါက်တယ်ကိုယ့်ရဲ့နေမှာ အလုပ်ဖို့ကိစ္စဘူးတွေကြုံမယ်။ဆယ်ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတဲ့တွေ့ရတဲ့စိတ်ပင်ပန်းပဲ။ဆယ်တရက်နေ့ဟာစိတ်ချမ်းမြေ့စရာတွေရှိတယ်။ပြောရွယ်သူတွေစမ်းဖွဲ့တယ်၊လုပ်ငန်းရရမှလည်းကောင်းတယ်။ဆယ်နှစ်ရက်နေ့မှာမထင်မှတ်ဖြစ်ဆောင်ရွက်လိုက်တဲ့အပြောင်းလဲတွေကိုတွေ့ခေါင်းကျိုးပေးခြင်းကိုကြုံမယ်။ဆယ်သုံးရက်နေ့ အဲ့ဒီနေရာလာပြင်းနေဖြစ်တယ်မင်္ဂလာရှိသောနေထားတွေရှိတယ်အလုံနေထားစီးပွားနေထားဘဝအခြေအနေထူးထူးခြားခြားကောင်းခြင်းတွေတွေ့တဲ့ခြေတွေကိုရနိုင်တယ်14ရက်နေ့ကတော့အတိုင်းခံနေတဲ့သတိထားမယ်အဲ့ဒီနေ့ဟာလက်ချက်တဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာဘာလို့လို့သတိနဲ့ရှင်ပြီးလောက်ရမယ်အမှားမပါစေနဲ့ပြဿနာဖြစ်ရှေးချသွားတတ်တယ်ဒီကလာအတော်တွေမှာ ဇာသပတိနေဗုဒ္ဓနေငါနေမွေးသူတွေကောင်းကျိုးပေးတယ်။တနည်းလာနေသောကြနေမွေးသူတွေကိုဒုက္ခပေးတတ်တယ်။နံပါတ်3ငါခွန်ကနန်းနေကျိုးပေးတယ်။အပြာရောင်ပန်းရောင်နုနေရောင်တို့ကိုသုံးဆွဲပြီးလူရှိရာကိစ္စတွေကို ဆောင်ရွက်နိုင်တယ်။အထူးပြုအစီရင်ကတော့တပေါင်းလာပြည်နေ7ရက်နေ့မတ်လာရောင်အောင်မှာ ကြောက်ပြင်းတစ်ချက်အဲ့ပေါ်မှာနှမ်းစီနဲ့စပကြီးသဲကြီးတို့ကိုတန်းလိုက်နဲ့တွေးပြီးတော့အဲ့ရတဲ့စီလေးတွေကိုစူးစောင်းထားပြရတဲ့ကောင်းတဲ့ကောင်းလေးစီဖြစ်လုံးနေရတဲ့အယောင်းဝယ်တွေပိုင်းစီလေးသုံးနေရင်ရောင်းမဝယ်ပန်းပွင့်တတ်တယ်အဲ့ဒီအစီရင်ကို တပေါင်းလာပြည်နေညမှာပြရပွင့်လန်းခြင်းအစီရင်ဖြစ်ကို ဖန်တီးနိုင်ပါလေဒီဆောင်ရွက်မှုလေးကို လောက်ခဲ့ရကြံပေးတင်ပြလိုက်ပါတယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအလုံးမင်္ဂလာပါ2025 March 6ရက်ကနေ14ရက်နေ့တော်တွေမှာဖြစ်ပေါ်နေတဲ့ကံကြမ္မာခွင့်ရေးတွေကိုလက်တွေ့ဆုံးချပြီးပုံမြင့်တဲ့ဘဝစစ်တကူကိုကူပြောင်းတိုးတက်သွားနိုင်တယ်ငွေကြေးပုံမှန်နဲ့ပုံပြီးဝင်လာလိမ့်မယ်စုဆောင်မှုစိတ်မကူနဲ့ ဲဝင်လာတဲ့ငွေကြေးအလုံးဟာပြန်ပြီးအသုံးပြုရမယ့်ငွေဖြစ်ကိုနှင်းများစွာပြောင်းလဲသွားလိမ့်မယ်ဘဝအခြေအနေတွေကနှင်းများစွာတိုးတက်မယ်အတတ်ပညာဘဝအခြေအနေနဲ့ကံနေတာအထုတလည်းကောင်းစွာတိုးတက်ခြင်းနဲ့လူလားချက်စန္ဒရည်မှန်းချက်တရားလုံးကိုရှေ့ထိုးဆောင်ရွက်အောင်မြင်နိုင်တဲ့အနေထားကောင်းတဲ့တိုးတက်မှုကောင်းတွေကိုချုံထွေးနေတဲ့နေ့ပါပဲ။ဒီနေ့မှာရာရာဆင်ပြေမယ်တိုးတက်မယ်လူရာပြည့်စုံမယ်။ကိုယ့်ရဲ့နေ့မှာ အလုံးအောင်မြင်မှုနဲ့ဘဝတိုးတက်မှုတွေရဲ့နှစ်သာရကို ကြုံတွေ့နိုင်တယ်။ဆယ်ရည်နှစ်မှာရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ပေါ်ပြီးတော့ဘဝရည်မှန်းချက်ရဲ့နှစ်သာရကိုရနိုင်တယ်။ဒါပေမဲ့ရန်တိုက်ခံနေတဲ့ရှင်ပြီးလောရမယ်။ဆယ်ရည်နှစ်စိတ်ချမ်းသာစရာတွေကြုံမယ်။ကောင်းခြင်းခွင့်ရနှမျိုးကြုံမယ်။ရသည်ရတတ်တဲ့ရပဲခွေနေပြန်ရမယ်။ဆယ်ရည်နှစ်မှာပြောင်းကြပြဖြစ်ပြီးမှအစီအပြေမယ်။အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကြိုးပေးပြီးတော့ တိုးတက်တဲ့ကံနေကြုံမယ်ဆက်သောရည်နဲ့အရာရာဆင်ပြေခြင်းကံကောင်းခြင်းဘဝတိုးတက်ခြင်းရဲ့အနှစ်သာရရှိတယ်အဲ့ဒီလာပြည့်နေနဲ့လည်းတိုက်ဆိုင်တယ်တပေါင်းလာပြည့်နေညအချိန်မှာလာရောက်အောင်မှကြောက်ပြတစ်ချက်ပေါ်မှာနှမ်းစီနဲ့ဇပကြီးသေးခြင်းနဲ့တင်ပြီးတော့တန်းလိုက်တိုးလေးနဲ့သွေးပြီးပြရတတ်ဖို့လို့ရတယ်ပြရစေအဲ့ဒီစီလေးကိုသိမ့်တာကောင်းမှလူနောက်ကိုရောင်းချင်ဝယ်ချင်တဲ့ကိစ္စတွေပွေရလာလေးတွေ တော့လဲပေးထူးထူးခြားခြားကောင်းတဲ့ဓာတ်တွေရှိတဲ့လက်တွေ့ဆောင်ရွက်ကြိုးပေးနိုင်တယ်14ရက်နေတော့ရရသတိထားမယ်အရက်ကနာကျက်တဲ့နေ့အဲ့ဒီနေ့မှာသွားလာစေတွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုလှူဒါန်းမှာအကြက်တဲဖြစ်နေတဲ့သူတွေကိုကူညီလိုက်ပါဒီကာလအတော်တွင်းမှာတနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေကိုကိုကောင်းချိုးပေးတယ် တင်းကလေးတွေဗုဒ္ဓနဲ့မွေးသူတွေကကိုယ်ကိုဒုက္ခပေးတတ်တယ်။အပြာရောင်ပန်းရောင်နုနေရောင်တွေအကျိုးပေးတဲ့ရောင်ဖြစ် သုံးဆွဲနိုင်တယ်။နံပါတ်၄ခွန်၉ကဏ္ဍတွေကိုအကျိုးပေးကဏ္ဍတွေဖြစ် သုံးဆောင်နိုင်ပါတယ်။ကောသောကံကြမ္မာနဲ့ကံခွင်လန်းဖွင့်စေရန်အတွက်ညာပခုံးရင်ဝဲဆုပ်ပြီး လက်ခုပ်သုံးချက်တီပီငါထွက်ကလူကိစ္စတွေဆောင်ရွက်ခြင်းတပတ်အတွင်းဆောင်ရွက်လိုက်ပါဆက်တိုက်လို့ပါထူးထူးခြားခြားကောင်းခြင်းတွေရလာပါလိမ့်မယ်ကျေးဇူးတင်ပါအင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025မတ်လ6ရက်နေ့14ရက်နေ့တော်တွင်မှာပြိုင်ဆိုင်မှုအားလုံးကိုကြော်လွားပြီးတော့ဘဝတိုးတက်ခြင်းကံမြတ်ခြင်းကိုရမယ က်ခဲတဲ့ကိစ္စတွေအလုံးကိုကြော်ပြီးမိမိရည်မှန်းချက်နဲ့လိုလားချက်တွေကိုပြည့်မြောက်လုပ်နိုင်တယ်။အယူဆသဘာဝမတူလင့်ကစားကိုယ့်ရဲ့ဆန္ဒရည်မှန်းချက်ကိုအဓိကအားထားပြီးတော့လုပ်ကိုင်ခြင်းဖြင့်ကောင်းသောတည်လမ်းပေါ်မှာခရီးကိစ္စအစဉ်ပြေမယ်အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်ရပိုင်ခွင့်နဲ့လက်ဝဲပြန်လည်ရရှိခြင်းနဲ့ဒီနေ့မှာအတိုက်ခံကြမှာတိုးတက်ချေအောင်မြင်ခြင်းကိုကြုံမယ်။ကိုယ့်ရဲ့နေမှာအရာရာအစဉ်ပြေခြင်းကံကောင်းခြင်းကိုကြုံမယ်။ဆယ်ရက်နေ့မှာလုပ်ဖို့ကိစ္စဖွေတွေကြုံမယ်။ အတိုက်ခံကြတိုးတက်မယ်စတရနေ့မှာရန်အတိုက်ခံဖြစ်တတ်တယ်ပြဒနာနှမျိုးတစ်ပြိုင်တည်းတည်းဖြစ်ရှင်းနိုင်နေမယ်စနေနေ့ကတော့ငွေကြေးကလုပ်ငန်းကဘဝကထူးခြားစွာတိုးတက်တဲ့နေတာနဲ့အောင်မြင်မှုကိုကြုံမယ်ဆက်သုံးရနေ့လာပြင်းနေ့ဖြစ်တယ်အဲ့ဒီနေ့ကထူးခြားသောမွန်မြတ်သောနေ့တစ်ခုဖြစ်သလိုစိတ်ချမ်းသာစရာလည်းကြုံမယ်ညအချိန်မှာလာရောက်အောင်မှာကြောက်ပြတဲ့ချက်ပေါ်မှာ စပကြီးသေးကြီးရဲ့နှမ်းစီရဲ့သမ်းလိုက်တော့သွေးပြီးတော့ပြရဆက်ဖော်မယ်အဲ့ဒီအနှစ်လေးကိုလူနဲ့စောင်းလူလို့ရတယ်သုံးဆွဲညာရှိသလိုသုံးဆွဲစမ်းပွင့်ခြင်းရဲ့သဘာဝအပြည့်ဝရမယ်14ရက်နေ့အထူးသတိရှိရမယ်နေ့အဲ့ဒီကလက်ချက်တဲ့နေ့ဖြစ်တယ်အဲ့ဒီဒီမှာအချက်တဲမရှိအောင်ကွာရှောင်ကြရမယ်သူတစ်ပါးခက်ခဲရှိရင်လည်းကူညီရမယ်ဒီကာလအတော်တွင်းမှာ တနင်္ဂနွေနေ့သောကြားနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့ကြာသာပတင်းနေ့မွေးသူတွေဒုက္ခပေးရတယ်။နှစ်လေးကိုကနံအကျိုးပေးတယ်အဖြူအစိမ့်မီကိုရောင်တော့ကိုတော့ရဲ့အကျိုးရှိတဲ့ကံကြမ္မာနဲ့တိုးတက်တဲ့ကံခွင့်ရည်တွေကို ရရှိနိုင်ပါတယ်။ကောင်းသောကံရရန်လို့ငါနေမှာရှိနေတဲ့စပ်ပြဘူးကိုအဟောင်းနေနောက်ပြီးတော့ရေခွက်အဟောင်းနေဆွပြလိုက်ပါ။ ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် March 6ရက်နေ့ရနေ14ရက်နေ့အတော်တွေမှာအပြောင်းလဲတွေရှိတယ်ခရီးကံကောင်းတယ်လူမျိုးပဲအကျိုးပေးမယ်မိမိလိုလားချက်ရည်ရွယ်ချက်တွေအောင်မြောင်ဆောင်ရွက်နိုင်တယ်ပစ္စည်းပြောက်တတ်တယ်အာမခန္ဓာတောင်းယူတာမလုပ်နဲ့ ပေါ်လာတဲ့စိတ်ကူးတွေကိုလက်တွေ့သုံးချပါခရီးကိစ္စပေါ်လာရင်လည်းသွားပါ ကိုယ့်အတွက်အမြင်မရှိဘူးရှေ့ရနေ့မှာဥတီကျဲတဲ့နဲ့ဒုက္ခကျင်းနေချိုးပြပြီးတိုးတက်မယ်ကိုယ့်ရနေ့ဟာတော့ငွေကြေးကလုပ်ငန်းကဘဝကနေအလုံးစုံတိုးတက်မယ်ဆယ်ရနေ့မှာရှန်တိုက်ခံနေတဲ့ထိတိုက်တွေ့မယ်စတေးရနေ့မှာအရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်ဆုံးဖြတ်ချက်မှန်မယ်စတေးရနေ့မှာရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ် ဆက်သုံးရည်နေရတော့အလုံးစုံကောင်းခြင်းကံနဲ့တိုးတက်ခြင်းနဲ့ရှိရည်မှန်းချက်ဒီကိုအောင်မြင်နိုင်တယ်အဲ့ဒီကတပေါင်းလာပြည့်နေအဲ့ဒီညတပေါင်းလာပြည့်ညလာရောက်အောင်မှာကြောက်ပြတစ်ချက်ချပြီးတော့အဲ့ဒီကြောက်ပြပေါ်မှာနှမ်းစီနောက်စပကြီးသေးချင်နဲ့တာလိုက်တုံးလေးကိုတွေးပြီးတော့အဲ့ရလာတဲ့နှစ်လေးကိုပြရတတ်ဖြစ်သောစမ်းပွင့်နေကိုကောင်းမှလူးပြီးတော့သွားလာရင်လည်းလူချစ်လူခင်ပေါ်တယ်အကြောင်းပဲလို့တဲ့နေရာမှာလည်း အဲ့ဒီအနှစ်လေးနဲ့တို့ပေးရင်လည်းရောင်းမဝယ်ပန်းနေဖွင့်တယ်ဆယ်လေးရက်နေအဲ့ဒီနေရာလာချက်တဲ့နေအဲ့ဒီနေမှာငွေမချီးနဲ့ဆုံးတတ်တယ်ကိုယ်ကလည်းသူများရှိရာငွေမယူနဲ့ပြန်ပေးရခက်တတ်တယ်။နောက်ရက်တွေမှာ အကြက်တဲရှိရင်ဖြည့်ရှင်းမှာချက်ချင်းဖြည့်ရှင်းမှာပြဿနာကိုမသေးသွားနဲ့ခက်ခဲသွားတတ်တယ်။ဒီကလအတော်တွေမှာ ဇာသပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကကောက်ကျိုးပေးပြီးတော့တနေ့ကတွေတနေ့လာမွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနံချိုးပေးတယ်အစင်းရောက်ဖြစ်ရောမိခွန်ရောက်တော့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ရအောင်မြင်နိုင်တယ်။တပြေညွန့်ဖျားတင်ပြီးလိုရာဆူတောင်းခြင်းမကြာခဏပြုပါသူကြစွာကံကောင်းပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ဇာသပတိနေ့မွေးသူအားလုံးမင်္ဂလာပါ။၂၀၂၅ခုနှစ် မတ်လ၈ရက်နေ့ကနေစပြီး၁၄ရက်နေ့အတောတွင်းမှာရန်တိုက်ခံနေတဲ့ကြုံတွေ့တတ်တဲ့သူတစ်ပါးကြောင့်မိမိရည်ရွယ်ချက်တွေမှာနှောင့်နှေးခြင်းကတိကောင်ဖြစ်ခြင်းတွေရှိတတ်တဲ့အာမခံခြင်းတောင်းယူခြင်းမလုပ်ရဘူးချက်ချင်းဆုံးပြတ်ပြီးလောက်တာကောင်းတဲ့အလုပ်တွေကိုဒီအချိန်မှာတက်ရထိုင်ရတို့တွေပြန်ကောက်ရဆောင်ရွက်ရခက်ခဲတဲ့တင်ရတော့ပြဿနာတွေများတယ်အထင်မှားမှုတွေဖြစ်ရှင်းရတယ်လူလေးယောက်ဒုက္ခီသွားရင်လည်းအနေရရှိတတ်တယ်ကိုယ့်ရဲ့နေ့မှာတော့ ကောင်းခြင်းမင်္ဂလာနဲ့တိုးတက်ခြင်းတွေရှိမယ်စိတ်ချမ်းသာမယ်လူရပြည့်စုံမယ်ဆယ်ရက်နေ့မှာအလိုရှိရာပြည့်စုံခြင်းငွေချေးကံကောင်းခြင်းနဲ့လက်ဖွင့်ခြင်းတွေကိုကြုံမယ်ဆယ်ရက်နေ့မှာရတ္တန်တဲ့လူတွေကိုပြန်လဲစတင်နိုင်တယ်အခက်အခဲတွေကိုလည်းဖြေရှင်းနိုင်တယ်ဆယ်ရက်နေ့တွေကငွေချေးနဲ့ပတ်သက်တဲ့ကံလုပ်ငန်းကံလုံးစုံကောင်းခြင်းနဲ့ကြိုးပမ်းခြင်းကိုကြုံမယ်ဆယ်သုံးရက်နေ့မှာရည်မှန်းချက်စိတ်တွေကိုလက်တွေ့ကောင်းထည့်ဖော်နိုင်တယ်လာပြည့်နေ့ဖြစ်တဲ့အဲ့ဒီည တပေါင်းလာပြည်နေညလာရောင်အောင်မှာကြောက်ပြတစ်ချက်ပေါ်မှာနှမ်းစီနဲ့သားလိုက်တုံးလေးနဲ့စပကြီးသေးကြီးသွေးပြီးတော့အဲ့ဒါလေးကိုလူနဲ့စောင်းထားပေးပါထူးခြားတဲ့ပြရတ်တက်ကောင်းပဲလိမ့်ချံသုံးဆွဲနိုင်မတဲ့14ရက်နေ့အဲ့နေ့ကလက်ချက်တဲ့နေ့အဲ့နေ့မှာတပားသူချက်တဲ့ရှိနေတဲ့လက်နဲ့ဖြည့်ရှင်းပေးပါနောက်အဲ့ဒီနေ့မှာအမေသာစာသုံးခြင်းကိုရှောင်ကျဉ်လိုက်ပါဒီကလာတော်တွင်မှာ ဇာသပတိနေဗုဒ္ဓနေတောက်ကြံနေမွေးသူတွေကောင်းကျိုးပေးတယ်တနည်းကတွေနေကနေမွေးသူတွေဒုက္ခပေးတယ်တင်ငါကိုကနံကျိုးပေးတယ်အဖြူစိမ့်မိကိုရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်တယ်အဝါရောင်ပန်းပွင့်ဖျားတင်ပြီးလိုရာဆူတောင်းမှာဆူတောင်းပြေပါလိမ့်မယ်ဂျေစုတင်ပါတယ်တောက်ကြံနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် မတ်လ၈ရက်နေ့ကနေ14ရက်နေ့အတွင်းလက်နာပါဥစ္စာဒနာဖွင့်ပြခြင်း၊ဝေကြီးကံကောင်းခြင်း၊ဘဝတိုးတက်ခြင်းနဲ့လိုရာပြည့်စုံခြင်းကိုဒီချိန်ကျုံးကိုကြုံမယ်။ကိုလုံးတဲ့ကိစ္စမှန်များဆင်းပြေမယ်။ဘလောက်ခက်ခဲအားလုံးကိုကျော်လွှားပြီးလိုရာဆန္ဒပြည့်မြောက်ဆောင်ရွက်နိုင်လိမ့်မယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေးတိုးလုပ်ကံခြင်းတို့ရဲ့ကောင်းသောအကျိုးဆက်ကိုရမယ်။ကိုယ်ပိုင်တွေးခေါ်တဲ့လုပ်ကံခြင်းတွေရဲ့ကောင်းသောအကျိုးကိုရရှိနေမှာရရာကံကောင်းခြင်းဆင်ပြေခြင်းကိုကြုံမယ်။ ကိုရည်နေမှာရန်တိုက်ခံတဲ့ထိတ်တိုက်တွေ့မယ်။ဆယ်ရည်နေမှာစတင်ခြင်းတွေပြန်လည်စနိုင်ခြင်းအခက်အခဲကြော်လွားနိုင်ခြင်းတွေရှိမယ်။ဆက်တရည်နေမှာပြဿနာနှမျိုးဖြစ်ရှင်းပြီးမှအလိုပြည့်စုံမယ်။ဆယ်နှစ်ရည်နေကမှန်းနာတဲ့လေတွေနဲ့ကြပြောင်းကြပြန်နေဖြစ်နေတတ်တဲ့အခက်အခဲတွေများတတ်တဲ့ဆက်သုံးရည်နေမှာရက်တန်တဲ့လူတွေပြန်စခြင်းအဟောင်းကိုရက်ရွဲ့အသက်ကိုစခြင်းကြုံမယ်။အဲ့ဒီနေ့လာပြည့်နေ့တပေါင်းလာပြည့်နေ့တပေါင်းလာပြည့်နေ့ညလာရောင်အောင်မှာကြောက်ပြင်းတစ်ချက်ပေါ်မှာ နှမ်းစီရဲ့စပကြီးသေးရဲ့ကိုတန်လိုက်တွုံးနဲ့သွေးရလာတဲ့အဲ့ဒီအနှစ်ကိုယူပြရတတ်ကောင်းတဲ့စမ်းပွင့်စေတဲ့အစီရဲ့အဆောင်ရောင်အနှစ်သာရကိုရပြီအဲ့ဒါလေးကိုခေါင်းမှလူးပြီးတော့ပြောရဆိုရင်မျက်နှာပွင့်တယ်ပြရတတ်ကောင်းတယ်အယောင်ဝဲလွယ်လျာလေးကိုအနီးဘက်မှာထားရှိတို့ထားပြီးလို့အစင်းကိုပြေးနေလေလက်တွေသုံးလို့ရတယ်တစ်နှစ်မှတစ်ခါပဲလို့လို့ရတာ ဆက်လေးရဲ့နေတတိထားရမယ်အဲ့ဒီကအညတ်နေရှိတယ်အဲ့ဒီကလက်ချက်တဲ့နေဖြစ်တယ်အဲ့ဒီမှာတပားသူခက်ခဲရှိနေတိုင်းကုညီပါသူတပားကိုအထောက်အကူပြုပေးလိုက်ပါဒီကလာတော်တွေမှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေမွေးတဲ့သူတွေနဲ့တောက်ကြမွေးသူတွေကိုဒုက္ခပေးတတ်တယ် ရှစ်ခုကိုကနန်းနေကျိုးပေးတဲ့အ내ရောင်ပြရင်ရောင်မိခွေရောင်နဲ့ပြောင်းနေသုံးပြပါထူးထူးခြားခြားကံကောင်းလိမ့်မယ်။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရဖို့အတွက်ကိုတော့နေမှာရှိနေတဲ့ဝါတူဝါရတောင်းဝါနဲ့ပြုလို့တဲ့ပစ္စည်းအောင်များဆွန့်ပစ်လိုက်ပါ။ယေရှုတည်မှာ။